ကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့ဒေသခံကာကွယ်ရေးတပ်တို့နှစ်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကထိခိုက်ဒေဆုံးသူတွေရှိခဲ့တယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့စည်းကတီးရပါတယ်။ခလာ956ခလာ959ခလာ958တပ်တွေကအင်အား120ပါစစ်ကောင်စီစစ်ကြောင်းနဲ့ဒေသခံကာကွယ်ရေးတပ်တို့နိုဝင်ဘာ25ရက်နေ့လယ်စနေကတန်းဆယ်ပင်ရွာနဲ့ရွာသိပ်ရွာချာမှာတိုက်ခိုက်ခဲ့ရာသုံးမွင့်မှုတူဦးနဲ့စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်လို့ ဂျေဇီဂျုံမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ရဲ့သတင်းနဲ့ပြည်ကြားရေးတာဝန်ခံကပြောပါတယ်ဇာတိကြီးရဘက်ကိုသွားတဲ့အကူပေါ့နော်ဆက်ဆံရတဲ့ဇာတိဂျာမှာကျွန်တော်တို့အသက်ဆောင်ဆိုင်ပြီးတော့တိုက်ဆိုင်ခဲ့တဲ့အချိန်မှာအဲကျွန်တော်တို့တိုက်ပွဲက2နာရီလောက်ကိုကြာမြင့်ခဲ့တယ်ပေါ့နော်အဲအဲမှာနှစ်ဖက်အပြင်လည်းပြစ်ခတ်မှုကကျွန်တော်တို့ပြင်းထန်နေတယ်ပေါ့နော်စီကောင်စီကလည်းလက်မကြီးတွေနဲ့တောက်လျှောက်ပြစ်ခတ်ခဲ့တယ်စစ်ကောင်စီဘက်ကပေါ့နော်စစ်ကြောင်းမှုပေါ့နော်ဘူကြီးမင်းတွေကပေါ့နော်သူတို့သုံးပွင့်မှုအဲသူ အစီကုန်မှန်ပြီးတော့အတိဆုံးနေလို့ပြီးရတယ်ဗောနော်အတူအပါဝင်နောက်ထပ်ရဲဘော်နှစ်ယောက်လည်းအဲအဲ့ဒီမှာတိဆုံးနေလို့ပြီးရတယ်ကြာဟုတ်အရင်နောက်စစ်ကြောင်းဟာနိုဝင်ဘာ29ရက်မှာညောင်သောရွာကိုရောက်ရှိလာပြီးအင်အား30လောက်နဲ့ရွာတောင်ဘက်ကိုကင်းယူဖို့ထွက်လာခြင်းဒေသခံကာကွယ်တပ်တွေကထပ်မံတက်ခဲ့ရာတဦးတိဆုံးခဲ့တယ်လို့သူကဆက်ပြောပါတယ်29နှစ်မှာအဲဒီကောင်ညောင်စောက်ကြီးရောက်နေရပါတော့29နှစ်မှာ တော်တော်ကြီးရရဲ့တောင်ဘက်ကိုထွက်ပြီးတော့ဒီလိုကင်းယူတဲ့သဘောမျိုးပေါ့နော်ကင်းရတဲ့သဘောမျိုးအယောက်30လောက်တော့ရှိနေကြအဲ30လောက်ရှိတဲ့ကောင်လေးထွက်ပြီးကွင်းရရှင်မကျွန်တော်လည်းအတင်းဆောင်လိုက်ပြီးတော့တိုက်ခိုက်ခဲ့တာပေါ့နော်အနည်းကအဲမိနစ်20လောက်တိုက်ခိုက်ခဲ့တယ်အဲ့လိုတိုက်ခိုက်ခဲ့တဲ့အချိန်မှာအဲသူတို့ဘက်ကအဲစစ်ကောင်စီတပ်သားပေါ့နော်တဦးတည်ပြီးတော့နှစ်ဦးတန်ရရလို့သိရရဟုတ်အဲဒီစကောမြင့်စကြောင်းဟာညောင်သောရွာမှာတရက်နေထိုင်ခဲ့ပြီးနေအိမ်ဆယ်လုံးကိုမိရှုပ်ဖျက်ဆီးခဲ့တာ ဂျွာရဲပိတ်မိနေတဲ့ဒေသခံ900ဝန်းကျင်စီကရွှေတန်းနဲ့ငွေတွေယူပြီးနောက်ရွှေချောင်းရွာနဲ့ပေါတော့ရွာတွေဘက်ကိုနိုဝင်ဘာ28ရက်မှာထွက်ခွာသွားခဲ့ပြီးအဲဒီကနေမှခလာ258ထဲကိုနိုဝင်ဘာ29ရက်မှာပြောင်းဝင်သွားကြတယ်လို့ဆိုပါတယ်။သူတို့စစ်ကြောင်းဝင်တဲ့ဟာမှာပေါ့နော်။အဲကြောင်တော့ကြီးရွာကအဲပြည်သူပိုင်းနေဆယ်လုံးကိုလည်းမိရှုဖြက်စီးသွားပေါ့နော်။နောက်ပြီးတော့အဒီကြောင်တော့ကြီးရွာရဲ့မှာကအဒီရွာတွေကပြည်သူတွေကအယောက်ငါးအလောက်မိရပါဗျာဟုတ်။သူရွာဖုံးကြောင်းနဲ့အကုန်လုံးဟိုလူကြီးလူငယ် ယောက်ျားမိန်းမကလေးအကုန်လုံးစုပြီးတော့ဖုန်းကြောင်းနဲ့ထည့်ထားတယ်ပေါ့နော်အဲမှာအဲသူတို့အဲဖမ်းမိရဲ့ပြည်သူတွေကလည်းငကပ်ပါငကပ်ချွဆွဲချုပ်ပါဆွဲချုပ်ချွအရှူတွေအကုန်ယူရဲပေါ့နော်နောက်ပြီးမျိုးစောက်ကြီးရွာတွေကအဲပစ္စည်းတွေကိုလည်းအဲဒီသူတို့ကားတွေနဲ့ပေါ့နော်အဲမြို့ရင်ကျုံမြို့အဲစီမံရုံးတွေကိုတဲပြီးတော့အမှယူသွားတယ်ဗျာဟုတ်အဲ့ဒါပြီးတော့29ရက်နေ့မှာသူတို့ အာမြို့ပေါ်ရှေးချောင်းပေါတော့ဘက်ကိုတစင်ထက်ထွက်ခွာရပေါ့နော်အဲ့မှာလည်းပြည်သူရဲ့နေအိမ်ကိုဆက်ရှိသွားတာမျိုးတော့ရှိတယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီလိုရေချင်မြို့ပေါ်ပြန်သွားတယ်အဲ့မြို့ရေချင်မြို့ပေါ်နေမှာတစ်ဆက်ခလာရ2 5ရှစ်ခေဝင်တော့တည်ရတာကြောင့်ဒီတိုက်ခိုက်မှုတွေကိုရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပခုတ်ကူခရိုင်တိုင်းရင်းအမှတ်9နဲ့ຫນွေဦးစစ်တပ်ရေလက်ကျုံးဒေသစစ်ကြောင်းတို့ပူးပေါင်းလုံဆောင်ခဲ့တာလည်းဖြစ်ပါတယ်